ခုတင်ဆက်ပေးမယ့်သတင်းကတော့အိုနာနာကိုအပြီးခေါ်ယူဖို့အတွက် Trezor Sport စီစဉ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ Trezors Ball ဟာမန်ယူကနေတရားဒီအင်္ဂါစာချုပ်နဲ့အသင်းကိုရောက်ရှိနေတဲ့ဂူတမအိုနာနာကို အပြီးခေါ်ဖို့အတွက်စီစဉ်နေရလို့သိရပါဗျ။အိုနာနာဟာအသင်းအတွက်စကားစားခဲ့တဲ့လေးပွဲမှာကျင်းနေစရာဆဆရွေတွေပြသခဲ့တာကြောင့် Trezors Ball တာဝန်ရှိသူတွေကအိုနာနာကိုအပြီးခေါ်ရဖို့အတွက်စီစဉ်လာတာဖြစ်ပါတယ်။ Trezors Ball တာဝန်ရှိသူတွေကအိုနာနာရဲ့ဂူဖန်ဆွဲရည်ကိုတည်းမကပဲအသင်းဖော်ရရဲ့ပေါ်ဥဆောင်နိုင်တဲ့ဆဆရွေတွေကိုပါသဘောကျတာကြောင့်အပြီးသက်ခေါ်ရဖို့အတွက်ကြိုးပမ်းလာတာဖြစ်ပါတယ်။အိုနာနာအတွက် MNU နဲ့ Transport ကိုရောက်ထားတဲ့သဘောတူညီမှုထဲမှာအပိတက်ခေါ်ယူဖို့အတွက်သဘောတူညီချက်မပါဝင်တာကြောင့် Transport တာဝန်ရှိသူတွေက အပိတက်ခေါ်ယူမဲ့သဘောတူညီမှုတင်ရဖို့အတွက် MNU နဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်။ MNU ဘက်ကအွန်နာနာအတွက်ပြောင်းရွှေ့ခြင်းပေါင်း25တန်ဝင်ခြင်းတောင်းဆိုဖို့ရှိနေတယ်လို့လည်းသိရပါတယ်။ဒီတဲ့တွေတော့ငင်းချမ်းအောင်ပါပြပူလာပါဗျ။